ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကဇွန်လ23ရက်နေ့မှာအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကိုပြဋ္ဌာန်းခဲ့ပါတယ်။ဒီဥပဒေမှာပါဝင်တဲ့နန်းစီဒီယန်တွေကိုတရားစွဲဆိုခြင်းဆိုင်ရာပြဋ္ဌာန်းချက်အချို့နဲ့ပတ်သက်ပြီးဝေဖန်ကန့်ကွက်မှုတွေရှိနေပါတယ်။၎င်းဥပဒေကိုစန့်ကျင်ကန့်ကွက်တဲ့အထက်မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများတမကအဖွဲ့လည်းအပါအဝင်ဖြစ်ပါတယ်။ အခုလိုဥပဒေထုတ်ပြန်လိုက်ခြင်းဟာပုံမဆိုးရတဲ့နောက်ဆက်တွဲအကျိုးဆက်တွေကိုဖိတ်ခေါ်ရာရောက်နေပြီး၎င်းနောက်ဆက်တွဲအကျိုးဆက်တွေကို CRPH ကတာဝန်ခံရမယ်လို့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများတမကအဖွဲ့ကဆိုပါတယ်။ကချင်ဝေးသတင်းဌာနကအကြမ်းမဖက်အာဏာပိုင်ဆိုင်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေပေါ်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများတမကအဖွဲ့ရဲ့တဘောထားကိုအတိတ်စိတ်မြင်မြန်ထားပါတယ်။ CRPH ကနေပြီးတော့ထုတ်လိုက်တဲ့ CDN နိုင်ငံဝန်ထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ကျမတို့ဘာခတာများအဖွဲ့ချုပ်အနေနဲ့အကျိုးစိုးစရာတွေလည်းရှိသလိုဝေဖန်စရာကန့်ကွက်စရာအချက်လက်တွေလည်းရှိပါတယ်။အမ်ပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင် CDN နေနေနဲ့ဒီဒေါ်လာရေးအစမှာတဲ့ကလူတို့ရဲ့အကျိုးအတွက်ဒီဒေါ်လာရေးရဲ့အကျိုးအတွက်ခြေတန်းကနေပြီးတော့မမမမပါဝင်ခဲ့ကြတယ်ရပ်တည်ခဲ့ကြတယ်အမ် ဒီအောက်သွန်ကွန်ဆိုင်နဲ့ပါဝင်ခဲ့ကြတယ်အခုတတိလည်းပါဝင်နေကြတော့မယ်အဲ့ဒီအတွက်ကျမတို့ကအတိမတ်ပြုတ်တယ်ဂုံပြုတ်တယ်ဒီဥပဒေထဲမှာဆိုရင်ဒီလိုမျိုးအတိမတ်ပြုတ်ထားတာတွေဂုံပြုတ်ထားတာတွေအဲ့ဒီပြင်ကိုဒီပြန်လဲကုစားဖို့ဆိုရဲဟာတွေနောက်ပြီးတော့ခါကျတော့ဒီစီဂျန်နေခံစားလိုက်ရတဲ့ဒီပြမှုခလည်းဒီပြမှုတူးလွန်ခံလိုက်ရတဲ့ဖိနှိပ်ခံလိုက်ရတဲ့နဲ့ပတ်သက်လို့တရားမျှတမှုကိုပြန်လည်ရှာဖွေပေးဖို့လေဆုံးရှုံးသွားတဲ့အခွင့်အရေးကိုတရားမျှတမှုပြန်လည်ရှာဖွေပေးဖို့လေဆိုတာနဲ့ပတ်သက်ပြီးတော့ ်ထည့်သွင်းပေါ်ပြထားရေးတွေ့ရတယ်။ဒီဟာနဲ့ပတ်သက်လို့ကျမတို့ကကြုံဆိုတယ်။အာဒါတွေကအမှန်တကယ်လောက်အောင်မရတဲ့ဖြစ်တယ်။အာကျမတို့လက်ရှိမှာစီလီယန်နေနေလိုအပ်နေတာကသူတို့ရဲ့အခက်အခဲတွေကိုဝိုင်းဝန်းဖြေရှင်းပေးဖို့သူတို့ရဲ့စာဝတ်နေပြည်ပနာတွေကိုဝိုင်းဝန်းဖြေရှင်းပေးဖို့အာသူတို့လက်ရှိမှာဆုံးရှုံးနေရတဲ့အခွင့်အရေးတွေကိုပြန်လည်ပြီးတော့အစားတို့တိဆောက်ပေးကြဖို့အာသူတို့လိုအပ်နေတဲ့ လက်လက်နေတဲ့အလောက်ကိုင်းနေနဲ့ပတ်သက်ပြီးတော့ရန်နေရတွေပြန်တိဆောက်ပေးချဖို့ဒီဟာတွေလိုအပ်နေတယ်အကျမတို့တော်လိုင်းအင်အားစုတွေအနေနဲ့လည်းဒီပြန့်ကျဲနေတဲ့ CDN အင်အားစုတွေကိုတက်လက်တဲ့အင်အားစုတစ်ခုဖြစ်လာအောင်ဝိုင်းဝန်းအစူးစီးပေးကြပြီးတော့တော်လိုင်းကြီးမှာပို့ပြီးတော့မှအတဆင့်တက်နိုင်အောင်လို့ကျမတို့ကဝိုင်းဝန်းအကူအညီဆောင်ရွက်ပေးကြရမှာဖြစ်တယ် ဒီဥပဒေမှာဘယ်နေရာစပြီးတော့ပြဿနာတက်တယ်လဲဆိုရင်တော့ဒီအခန်းလေးအေးယူခြင်းဆိုတဲ့နေရာနေစပြီးတော့ကျွန်တော်တို့ကန့်ကွက်ရမယ်ဟာတွေပေါ်လာတာပဲဒီအေးယူခြင်းဆိုတဲ့ခေါင်းစဉ်ကဒီနန်းစီတင်ရောက်မနှမ်းနေကိုတော့ပြန်ဘလို့အေးယူမလဲဆိုတဲ့ဟာမျိုးတွေကိုထမှထားတဲ့ဟာမျိုးပဲအဒီမှာဆိုရင်အာလက်ရှိကာလမှာဒီစစ်စစ်ကောင်စီအာဏာသိမ်းပြီးကာလမှာအာ ကျင်းပါတဲ့ဒီဝန်ထမ်းဆောင်မှုပွဲတွေကိုပြက်ပြဲသွားပြီးတိမမပြူဘူးဆိုပြီးပြောထားတဲ့ဟာတွေအနောက်ပြောခါကျဒီကာလမှာခန့်အပ်ထားတဲ့ဝန်ထမ်းတွေကတရားမဝင်ဘူးဆိုပြီးပြောထားတဲ့ဟာတွေဒီဟာတွေကိုကျမတို့အများကြီးပဲဝေဖန်စရာရှိရဲ့ဒီလိုပုံစံမျိုးကျမတို့ကဥပဒေထုတ်မယ်အစားကျမတို့အနေနဲ့ဒီနာဂတ်ထားပါတော့ဒေါ်လာရင်းအောင်သွားပြီဆိုတော့အဲဒါမှမဟုတ်လဲဒေတာတွေရသွားပြီဆိုပါဆိုအဲ့လိုအနေထားမျိုးတွေမှာကျမတို့တွေကတိချာတိချောက်နိုင်ငံကြီးထားရောက်ပြီဆိုရင်ကျမတို့အနေနဲ့ အကုန်လုံးတရားမျှတမှုလူရင်းနေဆိုရင်ဝန်ထမ်းတွေကိုပြန်ပြီးစီစစ်တဲ့ဟာမျိုးလုပ်နိုင်တယ်သူတို့ရဲ့အရေးရှင်းဆက်ဆောင်မှုဝက်တွေကိုပြန်ပြီးစီစစ်တဲ့ဟာမျိုးလုပ်နိုင်တယ်ဒီစီဒီယံဝန်ထမ်းတွေနဲ့သူတို့နဲ့ထိုက်တန်တဲ့ဝန်ထမ်းရာထူးတွေကိုပြန်ပြီးရရအောင်အဲ့လိုအရေးရှင်းဆက်ဆောင်မှုတွေရနေပြီးတော့ထုတ်ပေးနိုင်တယ်အာဒီတရားမလီရေရှင်းမရှိတဲ့သူတွေအနေနဲ့လည်းသူမရှိတဲ့ယာတွေကိုလည်းသူတို့ပြန်ဖြစ်သွားနိုင်တဲ့နေရာမျိုးရှိတယ်။ကျွန်တော်တို့အဲ့လိုမျိုးစီစစ်နိုင်တဲ့ဟာမျိုးလုပ်နိုင်တယ်။အဲ့လိုမျိုးအခုကကြတော့အဲ့လိုပုံစံမျိုးမဟုတ်ဘဲနဲ့အာ ။ရာထူးထိုးသွားတဲ့သူတွေအကုန်လုံးဒီဆမွေးအောင်သွားတဲ့သူတွေအကုန်လုံးဆမွေးဖြစ်လိုက်တဲ့သူတွေအကုန်လုံးလက်ရှိမှာခန့်ထားတဲ့သူတွေအကုန်လုံးကိုတရားမဝင်ဘူးအတိမတ်မပြူဆိုပြီးတော့ပြောလိုက်တဲ့ဟာမျိုးကကျွန်တော်တို့လုံးဝမအဆင်မပြေဘူး။နောက်ဆုံးကန့်ကွက်တဲ့တစ်ချက်ကတော့အခန်းခွနဲ့အထွေထွေပထမပိုင်းမှာပါတဲ့နန်းစီဒီရဲ့နေနေနဲ့ဆက်ကောင်စီအနာသိမ့်ထားတဲ့ကာလတော့ရှောက်သူတို့ရဲ့ယက်တီချက် live အများပြည်သူရှိမှဝန်ချတောင်းပန်ရမယ်အဲ့ဒီတောင်းပန်တဲ့ဟာကိုလည်းအစိုးရညှဉ်းကြက်နဲ့အညီလှုပ်ဆောင်ရမယ်ဆိုပြီးတော့ ပြောထားတာခုတွေ့ကျမတို့တွေကတော်လိုင်းရေးမှာပါနေရဆိုတာကဘယ်သူမှဥပဒေနဲ့အတင်းကျပ်လောက်ထားမှုန့်လေအဲ့ဒါကျမရှေ့မှာလည်းပြောတယ်အဲ့တော့မပါဘူးဆိုရင်လည်းသူကမှဘာမှလာပြီးလုပ်လို့မရဘူးကျမအခုတော်လန်ရင်းမှာဆက်မပါတော့ဆိုတော့ကျမတို့ကတော့ပြန်ဥပဒေနဲ့ကန့်တော့ပြီးတော့ကျမကိုအေးယူမယ်ဆိုပြီးလုပ်လို့မရအောင်အစားတည်းမပါတဲ့သူတွေလည်းအဲ့လိုပဲလမ်းခုလောက်ရောက်မှမပါတော့တဲ့သူတွေလည်းအဲ့လိုပဲအဲလမ်းခုလောက်ရောက်မှ တော်လိုင်းကိုပါလာဆိုရင်ကျွန်မတို့ကြိုးစားပါပဲအစားမပါဘူးပါလာဆိုရင်ကြိုးစားပါပဲအဲ့လိုပဲကျွန်မတို့အရင်တော့ဆိုရင်လည်းဆရာနာရှင်စနေအောင်မှရှိနေခဲ့ရပဲအဲ့ဒီအချိန်ကြီးမှာဟိုအစ်စစ်တပ်ကိုထောက်ခံခဲ့ရအဖြစ်ဖြစ် အဲဒါမှမဟုတ်ရင်ရွန်ဝင်ဂျာကိစ္စတွေမှာဆိုရင်လည်းကျမတို့ဒီဝင်ဂျာဂျီနို site ကိုအထောက်ခံခဲ့တဲ့ဟာမျိုးတွေဆိုရင်အဲလူတွေရဲ့နောက်ပိုင်းမှာဆိုရင်ဝင်ချတောင်းပန်လာကြတဲ့ဟာတွေရှိတယ်။လူမျိုးစုတိုင်းရင်းသားလူမျိုးစုတွေနဲ့ပတ်သက်ပြီးနားမလည်ခဲ့တဲ့ဟာတွေနဲ့ပတ်သက်လို့ဝင်ချတောင်းပန်လာကြတဲ့ဟာတွေရှိတယ်။အဲဒီလိုမျိုးဝင်ချတောင်းပန်မှုဆိုတဲ့ဟာမျိုးကိုလည်းဘယ်ဘက်မှဥပဒေနဲ့မဖြစ်မနေလောက်ရမယ်ဆိုပြီးတော့ပြောခဲ့ကြရတဲ့ဟာမျိုးမဟုတ်ဘူးဥပဒေနဲ့ပြဋ္ဌာန်းထားခဲ့ကြတာမဟုတ်ဘူးလူတွေကကိုယ်အသိစိတ်နဲ့ကိုယ်ကိုယ့်ရဲ့ခံယူချက်ပြောင်းလဲလာတာအလိုက်အဲ သူတို့တိညာလည်းမှုလိုက်လှုပ်လာကြတာပေါ့နော်ဒီဟာတွေကသူကမှအတင်းကျပ်လှုပ်ထားတာမဟုတ်ဘူးအခုလည်းလိုပဲလေကျွန်တော်တို့ကတော်လိုင်းမှမပါတာရာဇဝတ်မှုမဟုတ်ဘူးငါနဲ့ခံယူချက်မတူဘူးဆိုရင်တော့တခုခုအေးယူလိုက်မယ်ဆိုပြီးတော့လောက်တာဖြစ်ဖြစ်ဒါမှမဟုတ်အရှက်တော့ရဲ့ဂျိုးနဲ့ဖြစ်အောင်လောက်လိုက်မယ်ဆိုပြီးတော့စဉ်းစားတာကဒါစစ်တပ်စဉ်းစားရတဲ့နည်းနဲ့စဉ်းစားတာစစ်တပ်ကစီရီယန်နေလို့ဆိုရင်လည်းသူနဲ့မတူလို့ဆိုပြီးတော့သူနဲ့သူ့ကိုမထောက်ခံလို့ဆိုပြီးတော့ ရဲဆဆဖိနေတယ်။သူနဲ့ရက်တီချက်တူတယ်သူ့ကိုထောက်ခံတဲ့သူတွေထဲမှာတော့မတချို့ကွဲပြားနေရတဲ့ဟာရှင်ဖန်းစီရဲ့ဟာမျိုးတွေလုပ်တယ်။ငါနဲ့မလူငါရံသူဆိုပြီးလုပ်တာကစစ်တပ်လုပ်တဲ့အလုပ်။ကျမတို့လောက်မှလုံးမဟုတ်ဘူး။အခုဒီနောက်ဆုံးပိုင်းမှာပါတဲ့အဲ့ဟာလည်းအဲ့လိုပါပဲ။အများပြည်သူရှေးဝင်ချတောင်းမှန်အမယ်။ဒါအဲ့ဒါတော့မှအစိုးရညံ့ချက်နေအညီလောက်ရမယ်ဆိုတဲ့ဟာကြီးကတော်လန်ရေးမလုပ်တာဒီပြစ်မှုကျူးလွန်နေဆိုပြီးတော့အများပြည်သူရှေ့မှာရှာတဝဲကျိုးနဲ့ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ဟာမျိုးအဲ့လိုမျိုးပုံစံမျိုးနဲ့ဒီလက်စားချေဖို့ဆိုတဲ့ဟာမျိုးတွေနဲ့ စဉ်းစားနေကြတဲ့ဟာတွေအဲ့ဒီဟာတွေကကိုလူအင်အားနည်းသွားအောင်လုပ်တဲ့အပြုတ်မှုတွေဖြစ်ပြီးတော့ရန်သူအင်အားကြီးအောင်လုပ်တာရန်သူအကြိုက်လိုက်လို့နေအပြုတ်မှုတွေလို့ပဲကျမတို့ကယူဆရတယ်အဲ့ဒီဟာကြောင့်မလို့ဒီဥပဒေကိုအမြန်ဆုံးပြင်ဆင်ပြီးဟိုကျမတို့ကတော့ပြောချင်တယ်ဒီဥပဒေနဲ့ပတ်သက်လို့လည်းပြင်းပြင်းထန်ထန်ကန့်ကန့်ကွက်ရှုံချတယ်အဲ CDN နေနေနဲ့ဘယ်ကာလဘယ်ကာလအထိပဲအဲ CDN ဝင်လို့ရတယ်နောက်မှာ နောက်မှဝင်လာတဲ့သူတွေအနေနဲ့ဟာနန်းစီရန်ဖြစ်နေတတ်မှတ်မယ်အဲ့လိုမျိုးရေးထားတဲ့ဟာတွေဒီဥပဒေမှာပါတယ်ဒီဟာကအခုမှမဟုတ်ဘဲနဲ့ဒီတော်လန်ရေးကာလအစမှာတည်းကဆိုရင်လည်းဒီစီရန်တကားတော့ပြင်တော့ပိတ်မယ်ပြီးတော့ပိတ်မယ်ဆိုတဲ့ဟာမျိုးတွေကိုလည်းကျွန်တော်တို့ခဏခဏတွေ့မြင်နေရတဲ့ဟာတွေရှိတယ်အဲ့ဒီဟာတွေကိုလည်းကျွန်တော်တို့ကအပြင်းထန်ကန့်ကွက်တဲ့တော်လန်ရေးလုပ်တယ်ဆိုတဲ့ဟာမျိုးကကျွန်တော်တို့ကခီးရှည်သွားအောင်မှာအာဒါရေရှိစစ်ပွဲဖြစ်တယ်အဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့တွေက တော်လည်းဘက်ကိုပါလာအောင်လူတွေတက်နိုင်များမများပါလာအောင်စီးယုံအောင်ပါအခုကကြတော့စီးယုံအောင်မဲ့အစားဘယ်ချိန်တော့ပြန်ပါလို့မရတော့ဘူးဆိုပြီးတော့ကန့်တက်ထားလိုက်ရဲ့အနေထားမျိုးဖြစ်နေတဲ့အခါကျတော့ရန်သူရန်သူအကြိုက်တိုက်လုပ်ပြီးရဟန်းဖြစ်သွားတယ်ကျမတို့တွေသွားရမယ့်နည်းလူဟာကိုယ့်ရဲ့ဥပမာရှိနေပြီးသားအင်အားစုကိုတခြားစုစည်းတခြားမှာရှိနေတဲ့သူတွေကိုစီးယုံအပုံရန်သူကိုတက်နိုင်မများအင်အားနဲ့အောင်လုပ်ဆိုတဲ့ဟာမျိုးနဲ့သွားရမှာအခုကကျတော့ဟိုလုံးဝမပြောင်းပြန်ဖြစ်နေတယ် ်အခုကဘုံရံသူအင်အားနဲ့အောင်သူ့အနေနဲ့အထီးကျန်အောင်လုပ်ရမယ်အစားဒီနန်းစီနေရာတွေကဘုံရံသူနဲ့တွဲပြီးတော့တစိုက်ကပ်ပြလိုက်တဲ့အခါမှာကျမတို့တွေကသူတို့ကိုအင်အားများအောင်ဒီကျမတို့တိုက်ဖြတ်မယ်အဓိကရန်သူကိုအင်အားများအောင်လုပ်ပေးလိုက်သူတို့ဖြစ်နေတယ်။နောက်ပြီးတော့ခါကြတော့ပါဝင်ဂျင်းတဲ့သူတွေအနေနဲ့လည်းတော်လန်ရေးဘက်ကလူတွေကိုကြောက်နေရတဲ့အခါမျိုးမှာမပါဝင်ရဲတော့တဲ့ဟာမျိုးတွေသူတို့ကတော့ပြန်ဘလိုမျိုးကိုယ်ကိုဆက်ဆံမလဲဆိုတဲ့ဟာတွေကိုကြောက်ပြီးမပါဝင်ရဲတော့တဲ့ဟာမျိုးတွေဖြစ်လာလိမ့်မယ်။နောက်ပြီးတော့ခါကြတော့ဒီ ကြားမှာရှိနေတဲ့ပြည်သူတွေနဲ့တော်လှန်ရေးကိုပို့ပို့ပြီးတော့ယုံကြည်ကိုးစားလာအောင်လုပ်ရမယ့်အခြေအနေဘာဖြစ်လို့လဲဆိုတော့စစ်တပ်ကတော့တရားပေါက်မပါတဲ့သူတွေကပါတဲ့သူတွေကိုဖိနှိပ်နေအဲ့လိုအခြေအနေမျိုးမှာဆိုရင်ကျမတို့ကသာတရားမှန်ကန်တဲ့နီးစနစ်တွေနဲ့တွားနေရပြည်သူလူထုကိုမျက်နှာမုံပြီးတော့စီးယုံတဲ့အခြေအနေမျိုးနဲ့တွားနေရဆိုရင်တရားပေါက်ဒီကြားမှာရှိနေတဲ့ပြည်သူတွေကတွေ့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 နဲ့ကျမတို့ဘက်ကိုပါလာမှာအခုကကြတော့အဲ့လိုဟာတွေကိုတစ်ခါတည်းတားမြစ်လိုက်ပြီးသားအခြေအနေမျိုးကိုကျမတို့က လုတ်ပေးလိုက်သူဖြစ်နေဒီဥပဒေတွေကပြဋ္ဌာန်းထားတဲ့ဟာတွေကကျွန်တော်တော်လိုင်းအင်အားစုဆိုတာကပြည်သူကိုခြေခံမှာပြည်သူမျက်နှာမူမှာပြည်သူကမထောက်ခံတဲ့အဖွဲ့အစည်းဒီဘယ်တော့မှရေရှည်ရက်တည်လို့မရဘူးအဲ့ဒါကိုကျွန်တော်နားလည်ဖို့လိုတယ်ပြည်သူကထောက်ခံမှုလို့ရှိရင်ကျွန်တော်ကစီယုံရေးဆန်ရမယ်အဲ့ဒါကြောင့်မလို့ဒီနန်းစီရန်လေးဆိုတာလေပြည်သူတွေရတယောက်ပဲဆက်အာနာရှင်စနစ်အောင်မှအတူတူဖိနှိပ်ခံနေရတဲ့သူတွေပဲဒီလူတွေကိုလည်းအခြေခံရမယ်အဲ့ဒီအချက်ကိုကျွန်တော်တို့တခြားနားလည်ဖို့လိုလိမ့်မယ် ကျွန်မတို့တစ်ချိန်မှာဒီစီဒီယံဝင်ထားတဲ့သူတွေရောနန်းစီဒီယံဝင်ထားတဲ့သူတွေရောအလောက်ခွင့်ကိုပြောင်းဝင်ကြတဲ့အခါမှာတစ်ဖက်နဲ့တစ်ဖက်နဲ့အမုန်းပွားနေရမျိုးဒီလက်စားချေမှုတွေပြင်းပြနေတဲ့ဟာမျိုးတွေမဟုတ်ဘဲနဲ့အကုန်လုံးကကိုယ်ဆုံးရှုံးထားတဲ့အခွင့်အရေးတွေလည်းပြန်ရတဲ့ဟာမျိုးတွေဖြစ်ပြီးတော့အကုန်လုံးကကိုယ့်ရဲ့ စ조사ထားတဲ့ဒီ조사ထားတဲ့အလုပ်လုပ်ထားတဲ့အလိုက်ရဲ့ပြန်ပြီးတော့မှအလုပ်လုပ်နိုင်နေနေထားမျိုးတွေဖြစ်နေအောင်ကျွန်တော်တို့ကအကုန်လုံးကိုညှဉ်ညွတ်နေအောင်ပြည်သူတွေအချင်းချင်းကြားမှာညှဉ်ညွတ်နေအောင်ကျွန်တော်တို့ကလုပ်ပေးရမတာဝန်ရှိရဲ့အစိုးရဆိုတဲ့ဟာမျိုးပါကွာအဲ့ဒီဟာတွေလုပ်ပေးဖို့အတွက်ပြည်သူတွေညှဉ်ညွတ်နေဖို့ကတို့လုတ်ပေးဖို့တောင်းရင်ရှိတာအခုကကျတော့ဖြောင်းပြန်ဖြစ်နေပြီးတော့ခွဲခြားရေးပိုင်းမှာအဲတောင်းဝင်ယူပေးနေတဲ့အခြေအနေမျိုးတွေဖြစ်နေတယ်။အဒါကတစ်ခုနောက်တစ်ခုကကျတော့ဒီ အဲလက်ရှိကာလတွေမှာဒီတရားမဝင်အဲလောက်ကင်ဆောင်ရွက်နေတဲ့ကာလအတွင်းမှာပြစ်မှုကျူးလွန်တဲ့ဟာတွေထောက်ထားရှိရင်တရားဆွဲဆိုမယ်ဆိုတဲ့ဟာမျိုးဟာဒီဥပဒေမှာဖော်ပြထားတွေ့ရတယ်။ဟိုကျမတို့ဒီစစ်တပ်ရဲ့လူသက်ရန်နေရာထဲမှာပါဝင်တာမပါဝင်တာတွေခဏထားအဲလက်ရှိကာလမှာအဲလက်စားတာတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘလိုမျိုးထားပါတော့အချက်လက်ပိုင်းဆိုင်ရာတွေပဲဖြစ်ဖြစ်အဲ ဝန်ထမ်းနေနဲ့ပြုမှုကျူးလွန်တဲ့ဟာရှိနေရဆိုရင်လည်းကျမတို့တွေကဝန်ထမ်းတွေကိုအရှိမပြောခဲ့သလိုဝန်ထမ်းတွေကိုစီစစ်တဲ့ဟာမျိုးပုံစံမျိုးနဲ့စီစစ်တဲ့ဟာမျိုးလုပ်နိုင်တယ်ဒီလိုမျိုးပြုမှုတွေဆိုတာကအခုကာလမှာလည်းမဟုတ်ပဲနဲ့ဒီစစ်အာဏာမသိမ်းမီကာလမှာတွေကရှိခဲ့တဲ့ပြုမှုတွေအဲ့လိုမျိုးပြုမှုတွေဖြစ်တဲ့အကြောင်းကျမတို့အနေနဲ့ရရှိကာလမှာလောက်ထားတဲ့ဟာတွေကိုလည်းစီရင်ဖြစ်မှုနန်းစီရင်ဖြစ်မှုဆိုတဲ့ဟာမျိုးတွေပေါ်မှာဟိုမူတည်ပြီးတော့အပြမှုကိုတတ်မှတ်တဲ့ဟာမျိုးတွေမဟုတ်ပဲနဲ့ကျမတို့ကလက်ရှိမှာ ဟိုပြန်ပြီးအပြစ်ပေးရေးယူဖို့ဆိုပြီးတော့စဉ်းစားတဲ့အခါမျိုးမှာဆိုရင်လည်းဒီဟာတွေဝန်ထမ်းဥပဒေလိုက်ဒီမှာတော့အရေးယူရတဲ့ဟာမျိုးတွေလုံနိုင်တယ်။နန်းစီဒီယန်ပြမှုနဲ့ပြမှုကျူးလွန်မှုကိုကျွန်တော်ထပ်လို့ပြုပြီးတော့စဉ်းစားလို့မရဘူး။အဲ့ဒီထပ်ပေါ်မှာပို့ဆိုးတဲ့ပြမှုတွေဖြစ်တဲ့ဒီစက်တက်ရဲ့လူသရရန်နေရာထဲမှာပါဝင်တဲ့ပြမှုတွေအဲဒီစီဒီယန်တွေရဲ့အချက်လက်တွေကိုဘလက်ထောက်ချတာဒီအာနာပိုင်းတွေကိုပေးတာ အနောက်ပြီးတော့ခါကြတော့ဒီမှာစစ်တပ်ရဲ့လူတရံနေရဘလို့ပုံစံမျိုးရဲ့မဆိုအပါဝင်တာလူတို့လူတို့ကိုဖိနှိပ်တဲ့နေရာတွေမှာပါဝင်တဲ့ဟာမျိုးတွေအတွက်ဆိုရင်ကျမတို့တွေကအဲ့ဒီဟာတွေကိုသူတို့ရဲ့နန်းစီရင်ဖြစ်မှုကိုဖယ်ပြီးတော့သူတို့ရဲ့ပြစ်မှုကျူးလွန်တဲ့အလိုက်ကျမတို့ကပြစ်ဒဏ်ပေးတဲ့ဟာလုပ်မှိုင်တယ်။အဲ့ဒီဟာကဒီဝန်ထမ်းဆိုင်ရာဥပဒေတွေမှာနန်းစီရင်ဖြစ်မှုနဲ့ပြစ်မှုကျူးလွန်မှုထပ်တူပြုပြီးတော့ဆွဲချထားလို့တော့မရဘူး။ အဲ့ဒီလိုတွေသတ်မှတ်ခြင်းအပြင်ကျွန်မတို့တွေကဟိုဒီအနာဂတ်တရားစီရင်ရေးခဏထားပါအောင်လက်ရှိအခြေအနေမှာဆိုရင်ပေါ့ကိုအာနန်းစီရန်နေဆိုရင်တော့ဖြစ်ဒီလိုမျိုးလုံးမှာပဲဆိုပြီးတော့ဒေါ်လာရင်းအင်အားစုတွေဘက်ကမြင်လာတဲ့ဟာမျိုးတွေနန်းစီရန်နေဆိုတာဒေါ်လာရင်းတွေဟိုနှောက်ရှက်ပြုတ်နေသူတွေဆိုပြီးတော့တစိ့ကတ်ထားတဲ့အခြေအနေမျိုးတွေဖြစ်တဲ့အခါမှာလက်ရှိမြေပြင်မှာတရားစီရင်ရေးလုပ်နေရဆိုတဲ့အခြေအနေမျိုးတွေမှာလည်း အရင်ကမှ bias တွေပါလာတဲ့အဖိနေရေးတရားစီရင်ပုံစံတွေဖြစ်သွားနိုင်တယ်။လက်ရှိအခြေအနေမှာဆိုရင်ကျွန်တော်တို့အများကြီးတွေ့နေရတယ်။တော်လိုင်းအင်အားစုအနေနဲ့နန်းစီရံမျိုးတက်ဖြတ်တဲ့ဟာမျိုးတွေနောက်ပြီးတော့ကရိုက်နဲ့နှိမ့်ဆက်တဲ့ဟာမျိုးတွေအဲအဲ့လိုပုံစံမျိုးတွေလုပ်နေတဲ့ဟာတွေကဒါကဘေးထွက်ဆိုးကျိုးမှာပို့ပို့ပြီးတော့မှဆိုးလာတဲ့အခြေအနေမျိုးတွေကိုဖန်ပြီးခဲ့ပြီးသားအခြေအနေတွေရှိနေတယ်။ဒီဟာတွေကိုပို့မဆိုးအောင်ကျွန်မတို့ကထိန်းသိမ်းရမယ့်အစားအခုကကြတော့နန်းစီရံဖြစ်မှုနဲ့ပြမှုချူလုံမှုကိုထပ်တူချထားတဲ့အခြေအနေမျိုးတွေမှာ လက်ရှိဖြစ်နေပြီးသားရာဇဝတ်မှုတွေပိုဆိုးသွားတဲ့အခြေအနေမျိုးတွေဖြစ်နိုင်တယ်။အနာဂတ်တရားစီရင်ရင်းမှာဆိုရင်လည်းအဲ့လိုပဲပေါ့နော်။ကျမတို့ကပြစ်မှုတွေကိုစီရင်တဲ့အခါမှာနန်းစီပြန်ပြစ်မှုနဲ့ဖျားဆွေးမှုဖြစ်နေအောင်ထပ်တူချထားတဲ့အခါမှာစီရင်တဲ့အခါမှာအဘိုင်းရစီအများကြီးပါနေပြီးတော့လုံလုံကျွတ်ကျွတ်စီရင်မိသွားတဲ့အခါမျိုးဖြစ်နိုင်တယ်။ဒါတွေကနောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တယ်။